ခဏနေတော့ဦးဝေကခြံကြီးတစ်ခုတည်းဝင်သွားတယ်။အင်ဂျီယာထွက်ဆောင်နေတဲ့တကူတစ်ကိုမြင်တော့ပိုးတော်ဟာငပိငပိအဲ့ဒီကောင်ပဲကွာငါဦးဝေကိုယူသွားတယ်ကောင်အဲ့ဒါဆိုရင်သိကြရင်ဗျတို့ကအခွဲလိုက်လှုပ်ရှားတာပဲကိုေးဖို့တော့ဒီနေအောင်လာခဲ့ဖို့ရွာလူကြီးကိုဖုန်းဆက်လိုက်တော့ဗျအေးအေးငါဆက်လိုက်မယ်ကိုေးတောင်ကရွာလူကြီးရဲ့လိုက်လိုက်ရင်အထက်ကိုခေါ်ခဲ့တော့အေးမင်းကောင်ကျွန်တော်တို့ကတဲမောင်ဝင်စောင့်နေပြီ တကူဆိုရင်ကြိုးပမ်းထားရအောင်လို့ဗျအေးဟုတ်ပြီငပိန်တရာရွာလန်းတိုင်းလမ်းလျှောက်ပြီးပြန်လာနေတော့ဥဝေမောင်းလာတဲ့ကိုဘိုးတော်လမ်းမြင်လိုက်တယ်ငပိန်ကပြောကိုကြီးဘိုးတော်ကိုကြီးဘိုးတော်ဘိုးတော်လည်းငပိန်အတန်ကိုကြားတော့ဥဝေကိုရှက်လိုက်တယ်ဘာလဲကွာငပိန်ကဥဝေငှားမလို့လားဟုတ်ပါဘူးဗျာ ရွာနဲ့လမ်းလျှောက်သွားမှပြင်းလို့ဗျအဲ့ဒါလမ်းကြုံလင်းလိုက်ခဲ့မလို့ခေါ်လိုက်တိုင်းအောင်မရွာရဲ့အမြန်လမ်းလျှောက်နေတဲ့ကောင်ကပြင်းရတယ်ရှိတယ်။ကဲပါတက်တက်မင်းအောင်ပေးသွားမှလေ။အဲ့ဒီမျိုးမုတ်ဆိုင်စီကိုပါဗျာ။ဟိုဒါဆိုရင်တက်ပြီနော်ကိုကြီးဘူးတော့။အိုးဝေပေါ်မှာငပင်းဟာကိုကြီးဘူးတော့။ဘယ်နေနေရအိုးဝေဆွဲစားနေရလေဗျ။ဟမ်ဒီနေ့မှစဆွဲတာပါကွာ။ ။နွားလည်းမမောင်းတော့ဘူးလား။မမောင်းတော့ဘူးကွာ။ငါကနွားနဲ့ကောင်ရောင်းပြီးတော့ဝယ်ခဲ့တာပဲ။သိပါတယ်ဗျာ။အိုးဝေကင်မန်။ဒါပေမဲ့ကိုရင်းဝတ်တော်လေးတွေကကြဘလို့ဆက်လုံးမလေးဗျ။ဟမ်။ဩဒါလား။လေတွေလည်းရောင်းလိုက်ပြီလေကွာ။နွားမှမရှိတော့တာ။ဘလို့လဲ။ဖိုးတော်ပါကွာ။မိုက်တယ်မလား။ဒီလိုနဲ့ငပိန်လေးဖိုးတော်ရင်အိုးဝေစီပြီးတော့မော့ဆိုင်ကိုပို့ခိုင်းတော်လေး။ ဒါလို့နဲ့တပန်တီတီဥဝေဆွဲပြီးရဲ့နေမှာတော့တွက်ချိန်မကြိုက်တာနဲ့ညဘက်တီတီပါဖိုးတော်အငားလိုက်ရတော့တယ်။အဲ့ဒီချိန်ခီးတဲ့တယောက်ကသူ့စီကိုလာနေတော့ဖိုးတော်လေးဘယ်သွားမလဲဗျ။ညောင်မီကောင်းအောင်သွားမှာဈေးဘယ်လောက်ယူလဲ။ညောင်မီကောင်းဆိုရင်တထောင်ဗျ။ရရဲသွားမယ်။ဈေးမစစ်ပဲတကာရင်းငားတဲ့ခီးတဲ့ဆိုတော့ဖိုးတော်လေးကြိုက်သွားလား။ဖိုးတော်လေးခီးတဲ့တက်တာနဲ့ဥဝေကိုစထွက်တော်တယ်။ ဒါလို့နဲ့မောင်းနေတနီယာရောက်မှခီးတဲ့ကရှေ့လန်းကြရင်ညာဘက်ကိုကြွေလိုက်။ကြာအဲ့ဒါညောင်မင်းကောင်းမဲ့မဟုတ်ဘူးလေဗျ။ရှေ့တက်တက်ဆက်သွားမှာ။ဟုတ်တယ်။ဝယ်စရာလေးရှိလို့။အော်ဟုတ်ပြီဟုတ်ပြီ။ပိုးတော်လည်းတကုတ်ခီးတဲ့ပြောတဲ့အတိုင်းအိုးဝေကိုရက်လိုက်တယ်။ပိုးတော်လည်းနိုင်ကိုကြည့်ပြီးတော့ဒီတယောက်ပို့ပြီးတော့အိမ်မြန်တော့မေကွာ။မနေ့မြန်ကြမှာစောစောထားပြီးတော့ဆွဲတော့မယ်။ ခဏကြာတော့ပြန်ထွက်လာပြီးနောက်တဲ့တနေ့ရောက်မှတကူခီးတဲ့ကရှက်လိုက်ဗျာဟိုညောင်မင်းကုန်းကိုမရောက်သေးဘူးလေဗျာငါသိတယ်ရက်ဆိုရင်ရက်လိုက်ကွာမင်းเจ้าမှာထောက်ထားတာငါပြောသေးမဟုတ်ဘူးနော်လက်ညိုးလေးကွေးလိုက်သိနိုင်နေကွာသိလားဟုတ်ဟုတ်ဟိုရက်လိုက်ပါမယ်ကျွန်တော်တော့ဘာမှမလုပ်ပါနဲ့ဖိုးတော်လေးကြောက်ပြီးအဝိကိုရက်ပေးလိုက်တယ်တကူခီးတဲ့ကစင်းအဝိဘော်ကနေစင်းဗျာ ခင်ဗျားဆင်းရမှာမဟုတ်ဘူးလားဗျ။ငါ့ဘာကိုဆင်းရမှာလဲ။မင်းဆင်းရမှာ။ဆင်းတော့ငါ့လက်ညှိုးတွေမကွေးခင်။ဟိုဆင်းဆင်းဟိုဆင်းပါမယ်ဗျ။ဘာမှမလုပ်ပါနဲ့။ကိုတော်လေးကြောက်ကြောက်လန့်လန့်နေ။အဝိဘော်ကဆင်းလိုက်တယ်။အော်ဒါတွေတိုင်းတာတွေမလုပ်နဲ့နော်။လုပ်ရင်မင်းရိတ်တယ်လိုက်လာမှာ။အဲ့လိုပြောပြီးတကူကအဝိမောင်ထွက်သွားတော့လား။အိုဝေကိုကန်လိုက်ရပြီနောက်တည့်ရက်ငပိတယောက်ပို့တော်စီကိုအိုဝေငါဖို့အတွက် တောင်နဲ့တူရောက်လာရင်ငပင်ဟပြို့ကိုွေးဖို့တော့ကိုွေးဖို့တော့ပြန်မတူတော့တောင်ကမင်းညကအိမ်မက်မိတ်တာလားမသိဘူးနောက်တော့အိမ်ထဲကနေပိုးတော်ရဲ့အော်တန်ကိုကြားလိုက်တယ်တောင်လားဝင်းကလေးကွာငပင်နဲ့တောင်တို့လေပိုးတော်ရဲ့အိမ်ထဲကိုဝင်သွားကြသည်အိမ်ထဲကိုရောက်တော့ငပင်ကကိုွေးဖို့တော့ရခေါ်လိုက်ရလားအေးကွာငါနောက်ပဲရောက်နေလို့ဘာကိစ္စလဲ ဥဝေငားမလို့ကွာဥဝေငားတာဆိုရင်တော့မလိုက်နိုင်ကွာဘာလို့လဲကွာမပြောချင်တော့ပါကွာပြော့ပါဗျာဘာဖြစ်တာလဲကိုကြီးဖို့တော့ကြည်ရတာအားမရှိတာဗျာတကယ်လဲအားမရှိဘူးငါပဲရမင်းညာကငါဥဝေအခိုးခံလိုက်ရတယ်ဟမ်ဘလို့ဖြစ်တာလဲဗျာဟုတ်တယ်ငါအဲ့ဒါကြောင့်စိတ်တက်ကြနေရပေါ့မင်းလည်းသိပါတယ်ငါကနွားနဲ့ကောင်ညိုနီနဲ့ညိုပြာကိုရောင်းရတဲ့ပစ္စံတွေဝယ်ထားတာကွာငါမှပိုင်သားဆိုလို့ အဲ့ဒီဥွေပဲရှိတာဘလို့ဖြစ်တာလဲဆိုတာငါတို့ပြောပြစမ်းမအောင်ဒလို့ကဖိုးတော်ကဇကြောင်းအလုံးကိုပြန်ပြောပြတော်နေငပိယဆောင်ရစာတန်းနဲ့အုံနာဘုတ်တီကရောပါသွားလားဗျအဲ့ဒါတွေတော့ငါတည်းရှိတာမို့ကဒါဆိုလိုင်းစင်အောင်လိုင်းစင်လေးငါတည်းပါမေးလေကွာဒါဆိုရင်ဘာမှမပူနဲ့ကျွန်တော်တွေ့အောင်လို့ပြန်ရှာပေးမယ်ဗျမင်းကဘလို့ပြန်ရှာမှာလဲငပိမာဗျ ဒါနဲ့နမက်ပြတော့မှတ်မိတယ်မလားအေးမှတ်မိတာမဟုတ်ကဥဝင်မှာဆိုငါညိုနေညိုပြရဲ့နမက်တော်ပါသေးတယ်လာဗျာထိုင်းမနေနဲ့အခုပဲထွက်ရှာမယ်ဟဲ့မီနေကြမအောင်ရှာရတော့ဟုတ်ပါပြီဘယ်သွားရှာကြမှာလဲကွမနီးကအငှားလိုက်ခဲ့တဲ့နေရာကိုမှတ်မိလားကိုကြီးဖို့တော့အေးမှတ်မိတယ်အဲ့ဒီကိုသွားမယ်ဗျာကိုကြီးတောင်ထရပိန်နဲ့ပိုးတော်လေးတောင်းဆိုင်ငယ်နောက်ကနေလိုက်ပြီးတော့ ။အိုးဝေတကူတလန်းဝင်တလန်းထွက်လက်ရှာကြရင်လေတနီယာရောက်မှာဖိုးတော်အားဖြောင်းနေရက်ရက်ကိုွေးဖို့တော်တွေ့ပလားအေးတွေ့ပြီလို့တော့ထင်တာပဲအဲ့ဒီအချိန်အင်ဂျီလေးကဦးလေးကြီးတယောက်ထွက်လာတာကိုမြင်လိုက်တော့ဘာများလဲမသိဘူးဗျစကားလေးနည်းနည်းလောက်ပြောချင်လို့ပါဦးကြီးအိုးဝေကိစ္စပါဗျဟမ်ဦးလေးကြီးကအိုးဝေငားမိသူထင်သွားတယ်ဟုတ်ကဲ့ပြောပါအောင်ဗျဘယ်ဟောငားမလို့လဲမသိဘူး မဟုတ်ပါဘူးဦးလေးရဲ့ပြောရမှာတော့နည်းနည်းခက်ပါတယ်ဦးလေးဒီအိုးဝေကိုဘယ်ချက်ကဝယ်ခဲ့တာလဲမသိဘူးဗျဟမ်ဒီနေ့မနေ့ကပဲဝယ်ခဲ့တာပါဘာဖြစ်လို့လဲအဲ့ဒီအိုးဝေကဒီအကူရဲ့အိုးဝေပါဗျဘလို့ငပိန်ကတကာလေးရှူလာတဲ့စာရွက်တွေကိုပြလိုက်တယ်ဖြစ်နိုင်ရင်ဦးလေးရဲ့စာရွက်စာတဲ့အနေနဲ့တိုက်စီကြည့်စီချင်ပါတယ်ခင်ဗျဟမ်ဦးလေးကြီးလေးဆောင်ရဲစာတဲ့နီးဘိုးတော်ရဲ့ဆောင်ရဲစာတဲ့နီးကိုတိုက်စစ်ကျင်းလိုက်တော့တောင်းတောင်း ဘာသဘောများလဲဗျသဘောကတော့ဦးလေးအလိန်ခံလိုက်ရပြီဆိုတာပဲဒါဆိုဘလို့လို့မလဲဗျကျုပ်ပဆက်နေအများကြီးပဲဗျပေးလိုက်ရလားဝယ်တော့ကတေချာမစစ်ကြည့်ဘူးလားသူ့ကိုယုံကြည်မိလိုက်တာဗျဦးလေးကသူ့အိတ်တောင်ကတည်းကလိမ့်စာခက်ကို ပြတော့ငပိန်ကယူကြည့်လိုက်တယ်ပွဲစားကြော်ကြီးဆိုပါလားဗျအိုးဝေလောကမှာတော့သူ့ကိုယ်သူရှက်ရှက်တော့ပဲလို့ပြောတယ်ဗျာ။ကျုပ်လည်းအဲ့ဒါကိုရှုံးပြီးမစစ်စိမ့်မိလိုက်တာပဲ။ဦးလီ လိပ်စာကတည်းကဖုန်းနံပါတ်ကိုဆက်ကြည့်ပါလားဗျ။ဟမ်ဦးလေးကြီးလည်းချက်ချင်းပဲဖုန်းဆက်ကြည့်လိုက်တယ်။မကင်ဘူးကွာဆက်သွယ်ရင်မရနိုင်ပါနဲ့။မနေ့ကတော့ဆက်သွယ်လို့ရသေးတာ။ဒါလိုလုပ်မယ်ဦးလေး။ तू ဖုန်းမြက်ခေါ်လာတဲ့အခါကျရင်အတိတယောက်ကဥွေတစီလိုချင်တယ်ဆိုပြီးပြောလာလို့လို့ပြောလိုက်ပါ။မင်းဖုန်းနံပါတ်ကိုလည်းညှို့မိလိုက်တယ်လို့ပြောလိုက်ပါဦးလေး။ဘာလို့ကြောက်မလို့လဲကွယ်။ကျွန်တော်မှအကြံရှိပါတယ်ဗျ။ဟုတ်တယ်ဦးလေးရဲ့သူ့ကိုရှင်လိုက်ပါ။ ။ "तू อ่ะကျွန်တော်တို့ရွာမှာတော့တကူပန်းမိနေကြဗျ။ဒီလိုနဲ့ငပိန်တို့လေဦးလေးကြီးကိုနှုတ်ဆက်ပြီးပြန်လာခဲ့ကြတယ်။ညာရင်ကျင်းဆိုင်ရိမ့်မိတော်မှဆိုရနေတပလောက်ကြာမီမှာဖုန်းဆက်လိုက်ကြတယ်။တောင်ကဟယ်လိုပွဲစားကြော်ကြီးလားမသိဘူးဗျ။ဟုတ်ပါတယ်။ဘာကိစ္စလဲမသိဘူး။ကျွန်တော်အိုးဝေတစီလောက်လိုချင်လို့ဗျ။အဲ့ဒါကခင်ဗျားစီမှာအိုးဝေတန်နေရှိတယ်ဆိုလို့ ဆက်သွယ်လိုက်တာပါဒါနဲ့ခမဘယ်တော့လောက်လို့ကျင်တာလဲမြန်လီကောင်းနေပြီဗျအမွေရတာတော့ပတ်စံနေကိုအလဲအတမဖြစ်စီကျင်ဘူးဗျစီပွားရေးလေးတကွလောက်စကြည့်ကြလို့ပါကောင်းတာပေါ့ဗျာအလင်လိုရင်တော့ဝင်နေတော့ပို့ပေးရမယ်ဗျဟိုရပါတယ်ပြေးနိုင်ပါတယ်ဒါလို့နေအချိန်ဆက်လုံးလိုက်ကြပြီးဖုန်းချလိုက်တော့တယ်ငပင်ဟာငါကတော့အစားကိုလာဟက်နေပြီဗျအကွက်ရှိဖို့ပဲလိုတော့တာတွေးကြသေးတာပေါ့ကွာ ဒီလိုနဲ့နောက်တည့်ရက်မှာဖုန်းပြန်ဆက်လာသည်တကူကခင်ဗျားလိုချင်တဲ့အိုးရေတော့ရပြီဗျဘယ်တော့လာအောင်လာကြည့်မလဲလာဖို့ပေးလို့မရဘူးလားဗျပတ်စံပိုးပေးပါမယ်အေးဗျပုံမဆိုးကျုပ်တို့ကလာဖို့မပေးဘူးရေခင်ဗျားမို့လို့လာဖို့ပေးမယ်ဗျကျေးဇူးတင်ပါတယ်ဗျတာတန်လေးစုံမဲ့နေရအောင်ပြောလိုက်သည်ဒီလိုနဲ့ငပိန်နဲ့ပိုးတော့လေရွာဝင်လဲတနေရာနဲ့အိုးရေတကူစောင့်နေကြတာအဲ့ဒီချိန် ဖိုတူနဲ့တုံပေါ်ရောက်လာပြီးဖိုတူဟာဟဲ့အောင်ငါဘိဘာလို့နေရလဲကွာဓမ္မကိုကြီးဖိုးတော်ရဲ့ဥဝေခိုးသွားတဲ့တကူဖမ်းမိမလို့ခဏကြာတော့ဥဝေတစီသူတို့ရွာလေးကိုဝင်လာတယ်ကိုကြီးဖိုးတော်အဲ့ဒီဥဝေလားရုပ်ကတော့မတူဘူးကွာဒါပေမဲ့ဒီချိန်ဒီကိုဝင်လာတာဆိုတော့ဟုတ်လောက်တယ်ရွာဝင်လန်းတာကြောင့်ဖုန်းဆက်လို့ပြောထားရမလားဗျအေးဟုတ်တယ်အဲ့ဒီချိန်ဥဝေကရွာလန်းတာမှာရက်ပြီးဖုန်းပြောနေတယ်ငပိန်ကဖိုးတူတို့ကိုပြောလိုက်တယ် ဖူတူတော်ဘောမင်းတို့နှစ်ယောက်ကအဲ့ဒီအဝိနာကိုသွားပြီးတော့နည်းနည်းဆက်စုခဲ့ကွာဟုတ်မဟုတ်စစ်စစ်ရမှာဆိုတော့အေးဟုတ်ပြီတကူပဲကြာတာပေါ့ကွာဒါလို့နဲ့ဖူတူနဲ့တော်ဘောလေးရက်ထားတဲ့အဝိနာကိုထွက်လာခဲ့ကြတယ်အဝိနာကိုရောက်တော့အဝိတမဖုန်းပြောနေတာခမ ्या ပြောတာတဲ့ရွာဝင်လမ်းကိုရောက်နေပြီဗျဗမာလေးကျုပ်ပဲလာခဲ့ရမလဲဖြုတ်အိုးအားလာဗျမအောင်ဘူးကွာ အငားရင်မဟုတ်ဘူးအိုးဝေဆိုတာအငားရင်ပါဗျနောက်ခန်းမှာခီးတယ်လည်းမပါတော့မအောင်လားမားပါဘူးဆိုကဖဲ့ဖဲ့ပိုတူတို့ကလမ်းပြီးတော့အိုးဝေတကူပြည့်ချောင်းအချက်ပြလိုက်ကြတယ်ပြောနေတော့ဖုန်းကျသွားတဲ့အတွက်တကူဟာဟယ်လိုဟယ်လိုဒီလူကငါ့ကိုတလို့လာကြောတယ်ပေါ့ဘာဖြစ်တာလဲဗျဖဲ့ဆန့်ကွာအယုံတော့တယ်မင်းတို့ရွာတောင်ဆိုတဲ့လူသိလားတောင်ဟုတ်လားမသိဘူးဗျ ။ကျွန်တော်ရောမရှိပါဘူး။အော်ငါ့ကိုလိန်နေပေါ့ဟုတ်လား။အေးငါ့အကြောင်းသိကြသေးတာပေါ့ကွာ။အဝိတ်တခုလည်းစိတ်ဆိုးပြီးအဝိတ်ကိုလမ်းလမ်းအတိုင်းပြန်မောင်းသွားလိုက်သည်။ငပိန်နဲ့ဘိုးတော်လေးတောင်းဆိုင်ငယ်နဲ့နောက်ကနေလက်ကြမြန်တာ။ငပိန်ဟာကိုွေးဖို့တော့ဒီလိုမဟုတ်ဘူးလားဗျ။မဟုတ်ဘူးကွာသိကြတယ်။ဒါဆိုသူတို့ကအုပ်စုဝယ်ပြီးလှုပ်ရှားရနေမှာ။ ကျွန်တော်တို့ရွာလူကြီးကိုအကြောင်းကြားခဲ့သိနေပြခဏနေတော့ဦးဝေကခြံကြီးတစ်ခုတည်းဝင်သွားတယ်အင်ဂျီယာထွက်ဆောင်နေတဲ့တကိုးတစ်ကိုမြင်တော့ဖိုးတော်ဟာငပိငပိအဲ့ဒီကောင်ပဲကွာငါဦးဝေကိုယူသွားတယ်ကောင်အဲ့ဒါဆိုရင်သိကြတယ်ဗျသူတို့ကအခွဲလိုက်လှုပ်ရှားတာပဲကိုေးဖို့တော့ဒီနေရာအောင်လာခဲ့ဖို့ရွာလူကြီးကိုဖုန်းဆက်လိုက်တော့ဗျအေးအေးငါဆက်လိုက်မယ်ကိုေးတောင်ကရွာလူကြီးတွေလိုက်လာရင်အထက်ကိုခေါ်ခဲ့တော့အေးမင်းကော ကျွန်တော်တို့ကတဲမောင်ဝင်ဆောင်နေပြီတကူဆိုရင်ကြိုးပမ်းထားရအောင်လို့ဗျအေးဟုတ်ပြီဒါနဲ့ငပိန်နဲ့ဘိုးတော်လေးအေးကြီးလေးကိုဝင်လာခဲ့ကြတယ်ဘိုးတော်နဲ့ငပိန်အိမ်ထဲကိုရောက်တဲ့အချိန်မှာတကူနှစ်ယောက်က စကားများနေကြတယ်ဒီကောင်ကသူမရှိတဲ့ရွှောင်းညှို့ပြီးတော့ငါတို့ကိုလိန်သွားတာပေါ့ဟုတ်လားဟုတ်တယ်ငါတို့ကများ လာလိန်ရတယ်လို့ကွာငပိန်က အကွယ်ကနေပြီးပြောလိုက်တယ်။ဟဲ့လူတွေတရားမှမလှုပ်နဲ့နော်။ခင်ဗျားတို့ကျုပ်တို့သက်ဆိုင်ရာကဝိုင်းထားပြီးပြီ။ပြေးမယ်ကျန်တာနေပြစ်မှာနော်။ချိန်ထားတာငပြောသည်မဟုတ်ဘူးဗျ။ဖောက်ဝင်သွားလိမ့်မယ်။တကူတွေလည်းတကယ်တင်ပြီးတော့ကြောက်နေကြတယ်။မလှုပ်ပါနဲ့ဗျ။မပြေးနဲ့ဆိုမပြေးပါဘူးဗျ။ကြောက်ပါလေ။ခနာအကြာမှာရွာလူကြီးခွဲရောက်လာပြီးတကူတွေကိုဖမ်းဆီးလိုက်တော်တယ်။အဲဒီတော့မှတကူတွေလည်းသူတို့ကိုချင်းချောက်တဲ့သူဟာကလေးတယောက်ပဲတိသွားတော့တာ။ တကိုးရဲ့အိမ်ထဲမှာကိုပြီးရလာတဲ့ပစံတွေကိုလည်းငပင်ဟာနင်းနာသူအားလုံးကိုပြန်ပေးလိုက်တော့တယ်။ဒလုံးနဲ့နောက်တစ်ချိန်ပြန်ပြီးရှားလုံးငပင်ဆိုပြီးတော့နမိတ်ကြီးလာပြန်တော့တယ်။